ားလုံးပဲမင်္ဂလာပါ။မြန်ခရစ်တာနေ့ပြန်ပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ခုဖြစ်ပါတယ်။အာကျွန်တော်ဒီနေ့ Binance ကနေပြီးတော့ Launch Pool တစ်ခုအသစ်ထပ်လာတယ်ပေါ့နော်။ဒီအကြောင်းကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်။တန်ကတော့နည်းနည်းနေမကောင်းဖြစ်နေလို့နှာတန်ပါနေရပေါ့နော်။အတန်တိတ်မကောင်းသေးဘူးဆိုပြီးတော့ Spot Trading အတွက် Tutorial ရဲ့ Video တွေလုံးမယ်ဆိုတာကိုမလုပ်သေးတာပေါ့နော်။ခဏနားနေရ။အတန်လေးပြန်ကောင်းတဲ့အချိန်စောင့်နေရ။ဒါပေမဲ့အဗီဒီယိုကလည်းအဲ့လောရမယ်ကံပါတယ်ပေါ့နော် လောင်ရှ်ပူးထပ်ပြီးတော့လာပါတယ်လောင်ရှ်ပူးကြတော့ကျွန်တော်တွေကအချိန်ဆောင်းလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့အချိန်နဲ့အမီဖမ်မီလုံးနိုင်မှာ user တွေလည်းပို့ပြီးတော့အကျိုးအမြတ်ရမှာဖြစ်တဲ့အတွက်အချိန်မီလုံးလို့ရအောင်လို့ပူယိုရက်ကောက်လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုတင်တဲ့အချိန်ကတော့ကျွန်တော်တို့28ရက်နေ့မနေ့6နိုင်ခွဲဖြစ်မှာပေါ့နော်အာ launch pool ကိုတွားဖို့အတွက်ဆိုရင်တော့ကျွန်တော်မော်ရဲက launch pool ဆိုတာလေးကိုတွားရမယ်ခဏခဏလာလုံးလုံး launch pool နဲ့ပတ်သက်ပြီးတော့လည်းအားလုံးရှိုးနေကြလောက်ပြီးလုတ်တက်နေကြလောက်ပြီးလို့ထင်ပါတယ် โอเคဆိုတော့ဒီတစ်ခေါက်လာတဲ့ project ကတော့ Ganzilla ဆိုတဲ့ game ရဲ့ Triple A game ရဲ့ဒီ Ganzi blockchain ပေါ်က Nifty token တစ်ခုဖြစ်တဲ့ GN Gan ဆိုတဲ့ token လာတယ်ပေါ့နော် Family လောက်လို့ရတဲ့ token 3မျိုးရှိတယ် USDC, FTUSD နဲ့ BNB ဆိုပြီးတော့3မျိုးရှိတယ် USDC နဲ့ FTUSD ဆိုတာကတော့ stable coin တွေဖြစ်ပါတယ် BNB ဆိုတာကတော့ Binance ရဲ့ Nifty token ပေါ့နော်အဲ့တော့စုစုပေါင်း airdrop ပေးမဲ့ပမာဏက400 million ဂန်းတုတ်ကင်တွေကိုပေးသွားမှာဖြစ်ပါတယ်။ဒါကမှ BNB ပူးအတွက်က80ရာခိုင်နှုန်းရမယ်။ FTUSD နဲ့ USDC ကတော့100ရာခိုင်နှုန်းစီရမယ်။ဒီ400 million ဂန်းတုတ်ကင်တွေကိုခွဲယူရမှာပေါ့နော်။ family လောက်လို့ရတဲ့ကာလာကတော့3ရက်အထိရမယ်လောလောဆယ်မှာတော့မစသေးဘူး family ကာလာမစသေးဘူးဒါပေမဲ့ token တွေထည့်မယ်ဆိုရင်တော့ထည့်လို့ရပြီ ဒီလိုတင်တဲ့အချိန်မှာဆိုရင်တော့ Family ကစနေပြီဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒါမနေ့6နာရီခွဲအမိတင်ပေးမှဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် Family လောက်ချင်တဲ့ token တစ်ခုကိုရွေးပြီးတော့ click နှိပ်လိုက်တဲ့ဆိုရင် Family လောက်လို့ရတဲ့ page ကိုရောက်သွားမယ်ပေါ့နော်။ဒီမှာဆိုရင်ကျွန်တော် USDC နဲ့ထည့်ပြမယ်။ဘယ်လိုမျိုးထည့်ရမလဲဆိုတော့ lock ဆိုတာလေးကိုနှိပ်လိုက်။နှိပ်ပြီးသွားပြီဆိုရင်ကို့မှာရှိနေတဲ့ USDC တွေကိုဒီညမှာထည့်ပေးအောင်မယ်ဖြစ်ပါတယ်။ပြောရရင်တော့ stable coin နဲ့ Family လောက်လို့ရတယ်ဆိုတာကလည်းကျွန်တော်တို့ဒါပုံမှန် စင်ပယ်အန်ထဲမှာသွားပြီးတော့အတိုးယူတာတက်ပို့ပြီးတော့ရလေရှိပါတယ်စင်ပယ်အန်ထဲမှာဆိုရင်ကျွန်တော်တို့တစ်နှစ်လုံး APY အနေနဲ့အခုချိန်မှာဆိုရင်ပေးတဲ့အတိုးတွေလည်းတားနေနေတယ်ပေါ့နော်ဒါကမှ launch pool လာတဲ့အချိန်ဒီမှာဆိုရင်ကျွန်တော်တို့ reward တွေပို့ပြီးတော့ရတာဖြစ်တဲ့အတွက်ပုံမှန်အတိုးရတာထက်စရင်တော့ပို့ပြီးတော့များတာကိုတွေ့ရတယ်ဒါပေမဲ့တခုတတိထားဖို့ကကျွန်တော်ကဒီ launch pool token တွေကိုလိုချင်တယ်ဆိုရဲစိတ်တစ်ခုရဲနဲ့ BNB တွေကိုအခုလိုအချိန်မျိုးတွေမှာပြေးပြီးတော့ဝယ်တာမျိုးတွေတော့မလုပ်သင့်ဘူး BNB တွေကိုဝယ်မယ်ဆိုရင်ဈေးအကျတွေမှာပဲစောင့်ပြီးတော့ DCA အလုပ်တာမျိုးတွေကပို့ပြီးတော့ရေရှည်အတွက်ကောင်းတယ်ပေါ့နော်အာ launch pool တွေခဏခဏလာတယ် BNB ဈေးတွေကလည်းခဏခဏတက်နေတာမျိုးတွေကိုတွေ့ဘူးကြလိမ့်မယ်ဒီလိုမျိုး launch pool လာတဲ့အချိန်မှာ BNB တွေကိုဝယ်လိုက်တယ်ပြီးပြီဆိုရင် launch pool ကရတဲ့ token နဲ့ BNB မှာ ပြန်ပြီးတော့ရှုံးတာနဲ့ကမကမိတာမျိုးတွေဖြစ်တယ်ဆိုရင်လည်းအဆင်မပြေဘူးလေနော်အဲ့တော့အာဒီလိုကာလတွေမှာ BNB မရှိဘူးဆိုရင်တော့ကျွန်တော် USDC ဒါမှမဟုတ်ကျွန်တော်တို့ FTUSD လို့ပုံစံမျိုး stable coin တွေရှိရဆိုရင်ဒီ stable coin တွေကိုသုံးပြီးတော့ farming လုပ်လို့လည်းရပါတယ်။ BNB လောက်တော့ဈေးပြန်ကျတာမျိုးတွေတော့မရှိဘူးပေါ့နော်။အဲဒီ stable coin တွေအလျောက်အနည်းအချင်းဈေးကွာတာမျိုးတွေတော့အဖြစ်ဖြစ်နိုင်တယ်။ launch ပွဲလာတဲ့အချိန်မှာ stable coin တွေတောင်ဈေးကတက်နေတာမျိုးတွေကြုံရလေရှိပါတယ်။ ျွန်တော်ဆိုရင်အရင်ရှေ့တစ်ခေါက်တုန်းက FTUSD တွေကင်ပြီးတော့ထည့်ထားတယ်ပေါ့နော်ဒါပေမဲ့အခုကျွန်တော်ဗာပြန်လောက်လိုက်လဲဆို FTUSD တွေကို USDC အနေနဲ့ပြန်ပြောင်းလိုက်တယ်ဘာလို့လဲဆိုတော့ USDC နဲ့ USDT ရဲ့ဒီဒီပတ်ဖြစ်တဲ့နှုန်းက FTUSD လောက်မများဘူး FTUSD က launch ဘူးပြီးသွားတဲ့အချိန်မှာကျတာပိုပြီးတော့များတယ်ပေါ့နော်ဒါပေမဲ့ USDC ကကြတော့အဲ့လောက်ကြီးกว่าသွားတာမျိုးမရှိဘူး FTUSD နဲ့ USDC နဲ့1:1ဖြစ်တဲ့အချိန်မှာကျွန်တော် USDC တွေပြန်ပြီးတော့ပြောင်းထားလိုက်တယ် အဓိကကတော့ကျွန်တော်ဒီ launch pool token တွေကို stable coin နဲ့ farming လုပ်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် log ဆိုတာကိုနှိပ်လိုက်ကိုထက်မဲ့ပမာဏကိုဒီထဲမှာထည့်တောင်းတထောင်ထည့်လိုက်တာက၈တခေါက်တုံးကဆိုရင်ကျွန်တော်ဒေါ်လာ30ဝင်းကျင်လောက်တော့ပြန်ရတယ်ပုံမှန်အတိုးထဲမှာထည့်ဆိုရင်ကျွန်တော်ဒေါ်လာ30ရဖို့ဆိုတာအကြာကြီးဆောက်ရတယ်ဒီပမာဏအတူတူပဲထည့်တော့အကြာကြီးဆောက်ရတယ်ပေါ့နော်ဒါပေမဲ့ launch pool လာတဲ့အချိန်မှာဒေါ်လာ30လောက်ပြန်ရတာမျိုးရှိတယ်ဒါကကျွန်တော်တို့အလကားရတယ်လို့တွေးပြီးတော့ထည့်လို့ရတယ်နော်ကျွန်တော်ပတ်ဆက်ကိုဒီတိုင်းထားတာထက် ဒီလိုမျိုး launch pool တွေခဏခဏလုပ်ပေးလေကျွန်တော်ပို့ပြီးတော့အကျိုးမြတ်ရလေဖြစ်ပါတယ်အဲ့တော့ log ဆိုတာလေးကိုနှိပ်မယ်ဒါဆိုရင်ကျွန်တော် farming လုပ်ဖို့အတွက် USDC တွေထည့်ပြီးသားဖြစ်သွားပါပြီ။အဲ့တော့ FTUSD နဲ့ farm တဲ့သူတွေကလည်း FTUSD ကိုသွားပြီးရင် log ဆိုတာလေးကိုနှိပ်ကိုထည့်ခြင်းတဲ့ပမာဏကိုထည့်ပြီးတော့ log ဆိုတာလေးကိုဆက်နေလိုက်ရင်ရပြီ။ BNB သမားတွေကတော့ဒီ page ကိုလာစရာမလိုဘာလို့လဲဆိုတော့ BNB တွေကိုဒီ NA က simple NA မှာသွားပြီးတော့ထည့်ထားလိုက်တယ်။ log ပဲဖြစ်ဖြစ် flexible ပဲဖြစ်ဖြစ်ထည့်ထားလိုက်တယ်ဆိုရင်ဒီညမှာ auto ပြပေးမှာဖြစ်ပါတယ်။ဒီမှာရှိနေတဲ့ BNB တွေဆိုရင်ဒါကျွန်တော် launch pool ထဲမှာလာပြီးတော့ထည့်ထားတာမဟုတ်ဘူးပေါ့နော်။ simple nm မှာသွားပြီးတော့ flexible နဲ့ log နဲ့လောက်ထားတာဒီကနေ auto ဒီမှာလာပြပေးနေတာအဲ့တော့ bmb သမားတွေကတော့ပြန်ရတဲ့ airdrop ပမာဏလည်းများတယ်ဒါပေမဲ့ဒီအချိန်မှ bmb တွေကိုဝယ်ကြိုင်မယ်ဆိုရင်တော့ရတဲ့ reward နဲ့ပြန်ပြီးတော့ ျွန်တော်တို့ဒီရှုံးမဲ့ပမာဏနဲ့မကာမိတာမျိုးဖြစ်နိုင်တယ်။ BNB ကိုရေရှည်ဟိုးထားတဲ့သူတွေအတွက်ကတော့ဒါအကောင်းဆုံးပေါ့နော်ဒီလိုမျိုးခဏခဏလာလေပျော်လေဆိုတဲ့အနေထားတွေဖြစ်မှာပါ။ကျွန်တော်ခဏခဏသတိပေးသလိုပဲဒီ token တွေကိုလိုချင်နေဆိုတဲ့စိတ်တစ်ခုနဲ့တော့ BNB ကိုမကင်ပါနဲ့ BNB ကိုကင်ချင်နေဆိုရင်ဘာကြောင့် BNB မှာ invest လုပ်ရတယ်ဆိုတဲ့အကြောင်းပြချက်ကောင်းကောင်းတစ်ခုရှာပြီးတော့ပဲ invest လုပ်တာမျိုးအဲ့ဒီ invest လုပ်နေတဲ့ကာလမှာ launch pool တွေဝင် China မျိုးတွေကပို့ပြီးတော့တင့်လျော်ပါလိမ့်မယ် โอเคဆိုတော့ဒီတစ်ခေါက်လာတဲ့ project အကြောင်းလေးလည်းနည်းနည်းပြန်ကြည့်ရအောင်ပေါ့เนาะလောလောဆယ်မှာတော့ဒီ GUN Gan ရဲ့ research report ကတွားပြီးတော့ဖတ်လို့မရသေးဘူးကျွန်တော်ဘာကြည့်လို့ရလဲဆိုတော့ announcement page တစ်ခုရှိရပေါ့เนาะဒီမှာတွားပြီးတော့သူ့ရဲ့သက်ဆိုင်ရာ token နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုကြည့်လို့ရတယ် token ရဲ့ name ကတော့ GUNZ Ganzi GAN token ဖြစ်ပါတယ် GAN စီလို့ပဲကျွန်တော်ပြောလိုက်မယ်ပေါ့နော် GAN စီရဲ့ GAN token ဖြစ်ပါတယ်စုစုပေါင်း total token supply ကတော့10 billion GAN token နေရှိမှာဖြစ်ပါတယ် mass supply နဲ့အတူတူပဲ maximum supply ကလည်း10 billion GAN အထိရှိမယ်ဆိုတော့ launch pool မှာရတဲ့ reward ကစုစုပေါင်း total token supply ရဲ့4%ကိုပေးသွားတာဖြစ်ပါတယ်အဲ့တော့400 million GAN token နေရမယ်ပေါ့နော်စပြီးတော့ list တဲ့အချိန် Binance မှာဘယ်ချိန်စ list မလဲဆိုတာလည်းသူတို့ပြပေးထားတာပါလိမ့်မယ်ဒီမှာပေါ့နော် 3လပိုင်း32ရက်နေ့မှာစပြီးတော့ list လုပ်မယ် launch ပူပြီးတဲ့အချိန်ပေါ့နော်အဲ့ဒီ list လုပ်တဲ့အချိန်မှာရှိမဲ့ circulate supply ကတော့အာ604.5 million gain token ရှိမယ် စုစုပေါင်း token supply ရဲ့7.05%ကိုစပြီးတော့ list တဲ့အချိန်မှာအကြောင်းပွဲလုပ်လို့ရမှာဖြစ်ပါတယ်။ကျွန်တော်နဝအနေနဲ့ပြန်ကြည့်မယ်ဆိုရင် Gansey ရဲ့ main explorer အနေနဲ့ Gansey သူ့ရဲ့ကိုယ်ပိုင် blockchain နဲ့သွားမယ်ပေါ့နော်။သို့တော့ဒီ blockchain က Avalanche ရဲ့ subnet ပေါ်မှာ run ထားတာဖြစ်တဲ့အတွက်တော်တော်လေးတော့ကောင်းမွန်တဲ့အနေအထားမျိုးမှာတော့ရှိနေတယ်။နောက်တစ်ခုကကျွန်တော်တို့ game token လည်းဖြစ်တယ်ပေါ့နော်။ game token ဖြစ်တာနဲ့အညီ ဒီပေါ်မှာရှိနေတဲ့ game ပေါ်မှာ item တွေ NFT တွေ ကိုလည်းဒီ token ကိုသုံးပြီးတော့အရောင်းဝယ်လုပ်လို့ရမယ့်ပုံစံမျိုးတွေပြီးပြီဆိုရင် Nova fee တွေကိုလည်းဒီ token ကိုသုံးပြီးတော့ပြလို့ရမယ့်ပုံစံမျိုးတွေအထိပါလာမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ Gansila ရဲ့အကြောင်း Gansi ရဲ့အကြောင်းဖြစ်ပါတယ်ဆိုတော့အသေးစိတ်သိချင်တယ်ဆိုရင်နောက်ရက်မှာ research report ထွက်လာတဲ့အချိန်ဖတ်လို့ရတယ်ကိုကိုတိုင်းလည်း website တွေ white paper တွေကိုကြည့်ပြီးတော့လေ့လာကြည့်လို့ရတယ် game ကိုဝါသနာပါတဲ့သူတွေ game နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ crypto project တွေက game နဲ့ပတ်သက်တဲ့ project တွေကို invest လုပ်ခြင်းနဲ့ဆိုတဲ့သူတွေဆိုရင်တော့ကိုရင်ကိုကြလေ့လာကြည့်လို့ရပါတယ်။လောလောဆယ် currency token တွေလိုချင်တဲ့ဆိုရင် farming လုပ်လို့ရပါသေးတယ်။၃ရက်အချိန်ရတာဖြစ်ပါတယ်။ Hora airdrop နဲ့မတူတဲ့တစ်ချက်က Hora airdrop ဆိုရင်ကျွန်တော်တို့က project အကြောင်းပြောနေတဲ့အချိန်မှာအဲ့ဒီ token တွေကိုမရနိုင်တော့ဘူးပေါ့။ဒါပေမဲ့ဒီ launch pool တွေကကြတော့ ဒီလိုမျိုးဗီဒီယိုတွေကိုကြည့်နေတဲ့အချိန်မျိုးမှာကိုရိုင်းတောက်ပြီးတော့ family လုပ်လို့ရပါတယ် BNB ရှိမှမဟုတ်ဘူး FTUSD တို့ USDC တို့လို stable coin တွေရှိတယ်ဆိုရင် family လုပ်လို့ရတာဖြစ်ပါတယ် okay ဒါဆိုရင်ဘယ်လိုမျိုး family လုပ်ရမလဲဆိုတာကိုလည်းအားလုံးနားလည်ကြမယ်လို့မျှော်လင့်ပါတယ်အာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်အတန်အဆင်မပြေတဲ့အတွက်လည်း sorry ပါနောက်တစ်ခါဗီဒီယိုလုပ်ရင်တော့နေပြန်ကောင်းနေလောက်ပြီလို့ထင်ပါတယ်အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ